ားလုံးပဲမင်္ဂလာပါ Mysterious TV YouTube Channel ကနေပြန်လည်ကြိုဆိုပါတယ်အဲ့ဒါနဇာနနဲ့အရွယ်ရှိတဲ့ Storm Dibuli ဆိုသူဘယ်ဂျီယံနိုင်ငံက YouTuber တူဦးကမြောက်ဥရောပဒေါ်လာကသူ့ရဲ့ဆွမ်းစားကမ်းတွေကိုမျှဝေရကနေလူသိများလာခဲ့ပါတယ်။သူကဗီဒီယိုတွေထဲမှာဘယ်တော့မှစကားမပြောဘဲနဲ့ပတ်ဝန်းကျင်ကသဘာဝအတန်တွေကိုပဲအသုံးပြုပြီးတော့မှ သူရဲ့ဂျေရှုသူတွေကအဲ့ဒီနေရာကိုရောက်နေတယ်လို့မျိုးခံစားရအောင်လို့ဖန်တီးခဲ့တာပါသူက2024ခုနှစ်ဩဂုတ်လမှာဗီဒီယိုလေးစတင်တင်ခဲ့ပြီးမြင်အမှန်တကယ်တော့အသက်16နှစ်ကလေးကတယောက်တည်းစကန်းချတာမျိုးတွေလုပ်ခဲ့တာပါ။တချိန်တုန်းကဆိုရင်သူကဆွေနိုင်ငံတခြားမီတာ3900ဒါမှမဟုတ်ကီလိုမီတာ6000ကျော်ကိုသူ့ဟာသူစပိန်စီးခဲ့မှုပါတယ်။ ဒါကြောင့်တကူတဲ့တောထဲမှာရှင်သန်နေတိုင်းဖို့အတွက်သူ့မှာတွေ့ကြုံများစွာရှိခဲ့တာပေါ့။ဒါပေမဲ့တဘာဝတရားကမခံမနိုင်တဲ့ဘက်ကိုပြောင်းလဲသွားတဲ့အခါအသိတော်ဆုံးဆွန်စားသူတွေတောင် ရှင်သန်ဖို့အတွက်ရုန်းကန်ရတတ်ပါတယ်။ဝမ်းနည်းစရာကောင်းတာက2024ခုနှစ်အော်တိုဘာလ29ရက်နေ့ညမှာ Storm ကိုဒီလိုပြပြမျိုးနဲ့ကြုံတွေ့ရခဲ့ပါတယ်။အဲ့ဒီညကသူကနောက်ထပ်ဗီဒီယိုတစ်ခုကိုမှတ်တမ်းတင်နေခဲ့တာဖြစ်ပြီးတော့ဒီတခါမှာတော့ဆွေနိုင်ငံရဲ့လက်ပလန်ဒေတာမှာရှိတဲ့ ရမတ်ဒေတာကိုခီးသွားနေတာပါအဲ့ဒီနေရာကလှပတဲ့နင်းဘုံရှုခင်းနေနဲ့မြပိုင်းအနေနဲ့တွေကိုမကြာခဏမြင်တွေ့ရတဲ့အတွက်လူတည်များပါတယ်စတောမ်ကအသူကားကိုအနီးအနားမြို့တွေမှာရပ်ထားလေးရှိပြီးတော့သူ့ရဲ့စကန်းစားပစ္စည်းတွေနဲ့အတူခြေကျင်တော်တွေကိုဆွမ်းဆောင်ဝင်ရောက်လေးရှိပါတယ်ဒီခရီးစဉ်တွေကရက်များစွာကြာတတ်ပြီးတော့တခါတလေပြန်မရောက်ခင်တစ်ပတ်အထိကြာတတ်ပါတယ်အော်တိုဝါလာ29ရက်နေ့ကဒီခရီးစဉ်တွေကနောက်ဆုံးနေ့ဖြစ်ခဲ့ပါတယ် သူပြန်လာတဲ့လမ်းမှာရှိပြီးတော့သူကလည်းတရားစာလမ်းလျှောက်ရုံသာဝေးတော့တာပါ။ဒါပေမဲ့မောင်စားတွေ့နေပြီဖြစ်လို့ဆက်လျှောက်ဖို့ဆိုရင် အလွန်မင်းမဲအန်ဒီရများနိုင်ပါတယ်။ဒါကြောင့်စတောင်းကတဲထိုးပြီးတော့ညအိပ်ဖို့အဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီဒေသကအေးစိမ့်နဲ့လီဗီယာတိုက်ခတ်နေတာကြောင့်စတောင်းကယာယီအသားစီးတစ်ခုဖြစ်သူ့တဲပတ်လေးမှာနေနေဖို့ပုံပြီးအိယာဝင်ခဲ့ပါတယ်။အားလုံးကိုချုပ်ပြီးပြောရရင်တော့သူကြုံတွေ့ရမယ့်ဆိုးရွားတဲ့ယာတိဥရုအတွက်ဖေအရာကမှကြိုတင်ပြင်ဆင်ထားနိုင်ခဲ့တာမဟုတ်ပါဘူး။ သူတဲတို့ပြီးနိုင်ရင်နေငယ်အချာမှာပဲရှမက်ဒေတာကိုပြင်းထန်တဲ့နင်းမုန်တိုင်းကဝင်ရောက်ခဲ့ပြီးတော့လေတိုင်နှုန်းကတနားယူ85မိုင်သို့မဟုတ်ကီလိုမီတာ120အထိရောက်ရှိခဲ့ပါတယ်နင်းတွေကလည်းသူတဲပတ်လင်မှာလင်းမြန်စွာပဲစုပုံလာခဲ့တယ်ဒီအချိန်မှာသူကအခြေအနေရဲ့ပြင်းထန်မှုကိုသဘောပေါက်သွားပြီးတော့မှသူ့ရဲ့ခြေရာသူတွေနဲ့အဆက်အသွယ်လှုပ်ချင်ခဲ့ပုံရပါတယ်ဘာကြောင့်လဲဆိုတော့တကောင်ရန်လောက်မှာသူတကယ်ချင်းတယောက်စီကိုဗီဒီယိုတစ်ခုရောက်လာခဲ့လို့ပါအဲ့ဒီဗီဒီယိုထဲမှာ strong က လေပြင်းတက်ခတ်မှုကြောင့်သူတဲပြက်စီးနေပုံကိုပြသခဲ့ပြီးတော့ဒီညတော့ပူဆိုးလာတော့မယ်အရှင်ဘုရားလို့ပြောဆိုထားပါတယ်။အဲဒီနောက်မှာချက်ချင်းဆိုသလိုသူဟာသူ့ဘွားစီကိုဖုန်းခေါ်ပြီးတော့ဒီမှာနေနေအရန်ကြနေပြီမဲ့စိတ်မပူပါနဲ့။ဒါအသက်ရှင်မှသိပါတယ်နော်လို့ပြောဆိုရင်ကသူ့ဘေးကင်းရအတွက်စိတ်ချစေခဲ့ပါတယ်။ဒီနောက်မနေ့တနေ့နဲ့36မိနစ်မှာဆွေရင်အာနာပိုင်းစီကနေ Storm ရဲ့အရေးပေါ်အကူအညီထောက်ခံတဲ့ SOS ဖုန်းခေါ်ဆိုမှုရောက်ရှိလာတယ်။ သူကနှာခေါင်းယိုကျတာပါဝင်ထိုင်ရန်များစွာရရှိခဲ့ကြအောင်သတင်းပို့ပြီးတော့ချက်ချင်းပဲအကူအညီတောင်းခံခဲ့ပါတယ်။ဝမ်းနည်းစရာကလေပြင်းတွေကြောင့်ရဲရဲနဲ့သူ့စီကိုရောက်ဖို့မဖြစ်နိုင်ခဲ့သလိုနေနေကလည်းမြေပြင်ပေါ်ကကယ်ဆယ်ရေးကြိုးပမ်းမှုတွေကိုတားဆီးထားခဲ့ပါတယ်။မင်းမုံနဲ့မလန်းဆင်နိုင်လောက်မှနောက်ဆုံးမှရွာပါသွားခဲ့ပြီးတော့ကယ်ဆယ်ရေးသမားတွေက storm နောက်ဆုံးရှိခဲ့တဲ့နေရာကိုအလင်းမြန်သွားရောက်ခဲ့ကြပါတယ်။ဝမ်းနည်းစရာကောင်းတာကတော့သူတို့သူ့ကိုရှာတွေ့တဲ့အချိန်မှာအရင်နောက်ကျနေခဲ့ပါပြီ။ သူခန္ဓာကိုအပိုင်းတစ်ခုလုံးကအလွန်မင်းအေးတဲ့ကြောင့်ခရင်ရောင်ဖြစ်နေပြီ။နှာခေါင်းကျူးရကထွက်တဲ့သွေးရည်တောင်မှမျက်နှာပေါ်မှာအေးခဲပြီးတော့ခင်းနေခဲ့ပါတယ်။သူစက်နာကတော့သူဟာပြိုကျနေတဲ့သူ့တဲနေရာနဲ့တက်တမ6မိုင်ဒို့မဟုတ်2.6 km လောက်အကွာမှာရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။တဲပြိုကျပြီးမှတဲကိုဆုံခွာဖို့အတင်းကျပ်ဖြစ်သွားတာလား။ဒါမှမဟုတ်အဲ့လိုမဖြစ်ခင်ကလေးကသူထွက်လာခဲ့သလားဆိုတာကတော့ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ ဘလိုပဲဖြစ်ဖြစ်သူကားစီကိုရှောက်သွားနေတော့လဲကျသွားပြီနှကောင်းရုပ်ကျိုးပြီးတော့မှအာနာပိုင်းတွေကိုဆက်သွယ်ခဲ့ပုံရပါတယ် Storm ရဲ့ one way အဆုံးသက်မှာတကူတီတော့ကောင်းမွန်တဲ့အရာကတော့အ ਨੇ ဆုံးသူချစ်တဲ့အရာကိုလုံရင်းကသိဆုံးသွားခဲ့တာဖြစ်ပါတယ်သူကဒီလိုတကူတဲ့စကန်းချခရီးစဉ်တွေကိုစတင်နေကသူအဖေကိုပြောခဲ့ဘူးသူမျိုးပေါ့အဖေဒါဘာလို့ခြင်းလဲဆိုတာသိဖို့အချိန်ကြာကြီးယူခဲ့ရတယ်ဒါပေမဲ့ဒါကပဲဒါလိုချင်တာပါပဲတဲ့ ျွန်တော်တို့ YouTube channel မှာပထမဦးဆုံးရောက်ရှိလာတာဆိုရင်တော့အခုလို mystery ဆန်ပြီးတော့မှ PM အကြောင်းအရာတွေကိုစိတ်ဝင်စားနေဆိုရင်နောက်ထပ်ဗီဒီယိုတွေတင်ဆက်တိုင်းမှာဦးစွာအထက်ကြစီဖို့အောက်ကအပြည့်အောင် subscribe ခလုတ်လေးကိုနှိပ်ပြီးတော့မှဘေးက notification လေးကိုဖွင့်ထားလိုက်ပါ Hannah Rose Moody က Arizona ပြည်နယ် Scottsdale ကအသက်30နှစ်အရွယ် YouTuber တစ်ယောက်ဖြစ်ပါတယ် YouTube မှာသူမရဲ့အကြောင်းအရာများစုကခရီးဘာသာပေါ်ယုံကြည်သက်ဝင်မှုနဲ့ပတ်သက်နေပြီမယ်လို့ သူမရဲ့ Instagram အကောင့်မှာတော့မတူညီတဲ့အကြောင်းအရာတွေကိုတင်လေးရှိပါတယ်။အဲဒီမှာသူမက Arizona ရဲ့တောက်တော်ထူထပ်တဲ့ဒေသခံဒေသရှောက်ခြေလင်းတောင်တဲ့စွန်စားကန်းကြီးအကြောင်းပုံမှန်တင်လေးရှိပါတယ်။လွန်ခဲ့တဲ့6လကလေးက Arizona ကိုပြောင်းလာပြီးတဲ့နောက်ပိုင်းမှာတပတ်ကိုအချိန်များစွာတောင်တက်လမ်းကြောင်းတွေပေါ်ရှောက်လန်းတာကသူမရဲ့ပုံမှန်လုံးလုံးဆင်းရဲ့တဘာဝအစိပိုင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ဒီမေလ21ရက်နေ့ကပုံမှန်နေ့တနေ့လိုဖြစ်နေမယ်လို့သူမထင်ခဲ့ပါတယ်။သူမမနေ့စောစောထပြီးတော့မှ MacDog Sanaran Preserve မှာရှိတဲ့ Gateway Trailhead ကိုအမြန်မောင်းသွားခဲ့တယ်။ကားရပ်ပြီးတဲ့နောက်၄.၅မိုင်9ကီလိုမီတာလောက်ရှိတဲ့လမ်းပတ်အတိုင်းမှာနောက်တစ်ခါကိုစတင်ခဲ့တယ်။အဲဒီလမ်းကြောက်တောင်တွေနဲ့အနေအမြင်တက်ကြရရှိလို့အတင်းတင်းခက်ခဲတဲ့လမ်းကြောင်းဖြစ်ပေမဲ့ဟန်နာတို့ကတော့မခက်ခဲခဲ့ပါဘူး။သူမအသုံးနိုင်တွင်တောင်းတက်ပြီးနိုင်မယ်လို့ယုံကြည်စိတ်ချခဲ့ပြီးတော့နေလင်စာကိုတငယ်ချင်းနေတဲ့သူစားဖို့စီစဉ်ထားခဲ့ပါတယ်။ကံမကောင်းစွာနဲ့ပဲဒါမှန်တောင်းတက်ခီးတစ်ခုပြည့်စတင်ခဲ့တဲ့ဒီခီးကြီးက ခြေခွဲပွဲရာအဖြစ်ဆိုနဲ့အဆုံးသတ်ခဲ့ရပါတယ်။ဟန်နာကနေလဲစားအတွက်အချိန်ပြီးရောက်လာတဲ့အခါသူတငယ်ချင်းတွေကပထမဆုံးအချိန်တခုခုမှားနေပြီလို့တန်တရားဝင်ခဲ့ကြတယ်။နောက်ကြတဲ့အကြောင်းကိုလည်းစာမပို့သလိုဖုန်းခေါ်တာကိုလည်းမကန်ခဲ့ပါဘူး။လူတွေကဘာအကြောင်းမှမရှိဘဲနဲ့ဖုန်းမဖြေဘဲနေရတာကသူမရဲ့ပုံစံမဟုတ်ပါဘူး။ဒါကြောင့်စားတော့ဆိုင်မှနိုင်ပေါင်းများစွာစောင့်ပြီးတဲ့နောက်တငယ်ချင်းတွေကည9နာရီမိနစ်50လောက်မှာပင်ပန်းနဲ့တောင်းတခရီးပြီးလို့အိမ်မှာနားနေတာဖြစ်မလားဆိုတဲ့မျှော်လင့်ချက်နဲ့ဟန်နာကိုသွားကြည့်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ ။ဒါပေမဲ့သူတို့အိမ်ရောက်တဲ့အခါကားလမ်းမှာသူမရဲ့ကားမရှိတာကိုတွေ့ရပါတယ်။မိတွေကလည်းပြေးထားပြီးတော့တကားကိုလည်းတောက်ခတ်ထားတာကြောင့်သူတို့ကချက်ချင်းပဲအာနာပိုင်တွေကိုအကြောင်းချခဲ့ပါတယ်။အာနာပိုင်တွေကသူမရဲ့ကားကိုတောင်းတဲ့လမ်းစားမမှာရထားစေဖြစ်တာကိုတွေ့ရှိခဲ့ပြီးတော့မှမကြားခင်မှာပဲရရရင် drone နဲ့ခွေးတွေနဲ့တူ Gateway Loop Trail တစ်လျှောက်ဟန်နာကိုရှာဖွေခဲ့ကြတယ်။ညဘက်ဖြစ်နေလို့ရှာဖွေမှုတွေကိုညဆက်တနိုင်ခွဲမှာရနာခဲ့ရပြီးတော့နောက်တနေ့မနက်မှာတော့ပူပြီးအင်အားဖြည့်တင်းလို့ ရှာဖွေမှုကိုပြန်ဆခဲ့ပါတယ်။ရှာဖွေမှုတွေကနောက်နေ့နေ့လေ12နိုင်နဲ့9မိနစ်အထိကြာမြင့်ခဲ့ပြီးတော့ရဲရင်မောင်တို့ကဟန်နာရဲ့တငယ်ချင်းတွေနဲ့မိသားစုဝင်တွေတညလုံးစွန့်ရင်ပူပန်နေခဲ့ရတဲ့ရန်နာစရာတွေ့ရှိမှုကိုကြေညာခဲ့ပါတယ်။လမ်းကြောင်းရဲ့ခိုက်600မီတာ950အကွာမှာတော့ဒေကနာမြေပြင်ပေါ်မှာမောက်ရဲလဲချနေတဲ့ဟန်နာမူရီရဲ့ရုပ်လောင်းကိုကယ်ဆယ်သမားတွေကတွေ့ရှိခဲ့ကြတယ်။ဟန်နာအသေးဆုံးနေခဲ့တာဖြစ်ပြီးတော့မှနိုင်ပေါင်းများစွာကြာမြင့်ခဲ့ပုံရပါတယ်။ ဒါပေမဲ့သူမဘာကြောင့်သေဆုံးရတယ်ဆိုတာကိုချက်ချင်းရှင်းပြနိုင်မဲ့အရာကတော့တကွမှမတူကြရဘူး။ရာဇဝတ်မှုကျူးလွန်ခံရတဲ့လက္ခဏာမျိုးမရှိဘူး။သူမခန္ဓာကိုယ်ထဲမှာလည်းမူရည်စည်တဲ့ဓာတ်ပစ္စည်းမတွေ့ရသလိုလဲကြတာဒါမှမဟုတ်ချော်လဲတာမျိုးကြောင့်ပြင်းထန်တဲ့ဥကောင်းထန်ရာတွေတောင်မရှိခဲ့ဘူး။ဒါကြောင့်စုံစမ်းစစ်ဆေးသူတွေတင်ပြနိုင်ခဲ့တဲ့တကူတီတော်ရှင်းလင်းချက်ကတော့ဟန္နာအပူလွန်ကဲမှုကြောင့်အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်ပါတယ်။ဆိုရရင်ဟန္နာတာတဲ့နေ့ကဂိတ်ဝေးထရိလ်ဒေတာရဲ့အပူချိန်က300ဒီဂရီဖာရင်ဟိုက် 39ဒီဂရီစင်တီဂရိတ်ကျော်အထိမြင့်တက်ခဲ့ပါတယ်။သူမအပူရှက်ခြင်းကိုခံစားရပြီးတော့ဆိတ်ရှုပ်ထွေးမှုတွေနဲ့တူတတ်မှတ်ထားတဲ့လမ်းကြောင်းကနေလမ်းကျော်ထွက်သွားပြီးနောက်ဆုံးမှလဲကျလို့သေဆုံးသွားခဲ့ပုံရပါတယ်။သူမရဲ့ YouTube နဲ့ Instagram ဗီဒီယိုတွေကတော့ခြေရသူတွေအတွက်ရွေကျက်မရှိတဲ့နောက်ဆုံးနှုတ်ဆက်ခြင်းအဖြစ်ကျင်းပခဲ့ပါတော့တယ်။ ဖန်ကင်နီကစကော့တလန်နိုင်ငံဖက်ဒလခရီဒေတာကအသက်33နှစ်အရွယ်ရှင်သန်ရက်ဒီကျွမ်းကျင်သူတို့ဖြစ်ပါတယ်။သူမှရှိတဲ့ကျွမ်းကျင်မှုတွေကိုသုံးချပြီးတော့မှ Wildcat Bushcraft လို့ခေါ်တဲ့ရှင်သန်ရက်ဒီအကြောင်းကိုဖွင့်လှစ်ခဲ့ပြီးတော့ကလေးတွေကိုတော်ရဲမှာအခြေခံရက်ဒီရှင်သန်ရေးနည်းလမ်းတွေအပြင် Bushcraft သဘောပစ္စည်းတွေနဲ့အစားအစာရှာဖွေခြင်းအမဲလိုက်ခြင်းနဲ့ခွန်လွှာတိစောက်ခြင်းစတဲ့ကျွမ်းကျင်မှုတွေကိုသင်ကြားပေးခဲ့ပါတယ်။ဒီလုပ်ငန်းနဲ့အတူ YouTube Channel ကိုပါတွေ့ဖက်လောက်ခံခဲ့ပြီးတော့ ဖယ်ရင်ကသူ့ရဲ့အသိပညာနဲ့အတွေ့အကြုံတွေကိုကဘာတဝမ်းကလူတွေအတွက်အခမဲ့မျှဝေပေးခဲ့ပါတယ်။သူ့ရဲ့ဗီဒီယိုတွေကအချက်အလက်ကျွဲဝပြီးတော့မှစိတ်ဝင်စားဖို့ကောင်းလာကြောင်းပရိသတ်အနေငယ်ကိုပြပြချင်းနဲ့ဆွဲဆောင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ဒီကြည့်ရှုသူတွေသတိမထားမိတဲ့တာကတော့ဒီနေ့မှဒီ channel ကဖွင့်ရဲ့ခြေခွေးပွဲအဆုံးသက်မှာပါဝင်ပတ်သက်လာလိမ့်မယ်ဆိုတာပါပဲ။အခြေအနေတွေက2022ခုနှစ်မတ်လ25ရက်နေ့မှာဆိုးရွားလာခဲ့ပါတယ်။သူ့ရဲ့ရည်ရွယ်ချက်ကတော့တောင်ဘက်ကိုဦးတည်ပြီး 45မိုင်ကီလိုမီတာ82အကွာဝေးမှာရှိတဲ့ Goldsby ရွာငယ်လေးစီကိုခြေချင်းလျှောက်ဖို့နဲ့လမ်းတစ်လျှောက်မှာသူအသုံးပြုခဲ့တဲ့ Bush Crafting ထွန်းကျင်မှုတွေအကြောင်းဗီဒီယိုရိုက်ဖို့ဖြစ်ပါတယ်။ဒီကြီးစင်ကတရားထက်ပူကြမယ်ဆိုတာကိုသူမိသားစုကသိထားတဲ့အတွက်သူရောက်မလာသေးတဲ့အခါမှာတိတ်ပြီးတော့မှစိုးရင်ခြင်းတော့မရှိခဲ့ဘူး။ဒါပေမဲ့၃ရက်ကြာသွားတဲ့အထိ friend ရဲ့ရေးရောင်မှုဘယ်နေရာမှမတွေ့ခဲ့ရဘူး။ပို့ပြီးတော့မှစိုးရင်စရာကောင်းတာကဒီအချိန်တွင်းမှာသူအဆက်အသွယ်လုံးဝမလုပ်ခဲ့ဘဲနဲ့ မိသားစုရဲ့ဖုန်းခေါ်ဆိုမှုတိုင်းကအသံမေးလ်တက်ကိုတည်းကဝင်သွားခဲ့တာပါ။ဒါကြောင့်တတိယနေ့မှာဖင်ရဲ့ဖခင်ကရဲကိုဖုန်းခေါ်ပြီးတော့မှလူပြောက်တိုင်ကြားစာတင်ခဲ့ပါတယ်။ဒီလိုလုပ်နေပေမဲ့လည်းသူသားကရေဦးလေးလမ်းပြောင်းနေတာဖုန်းပြက်နေတာဒါမှမဟုတ်တောက်တက်ကြီးကိုအချင်းယူနေတာပဲဖြစ်လိမ့်မယ်လို့မျိုးရင်းချက်ကိုစောက်ကင်ထားခဲ့ပါတယ်။အဲ့ဒီဒေသကနေလုံးဝချေရလက်ရမချင်ပျောက်ွယ်သွားခဲ့တာဖြစ်ပါတယ်။ရဲတွေကနေပါရေကန်ပတ်ဝန်းကျင်ကိုလာပေါင်းများစွာရှာဖွေခဲ့ပြီးမြေသူရဲ့လက်ရှိဒီနေရာနဲ့ပတ်သက်တဲ့ တခုတည်းသောသဲလွန်စားတော့မှမတွေ့ခဲ့ဘူးဖင်က vanish လို့ခေါ်တဲ့ပြည်ထောင်နိုင်ငံရဲ့မပြေရှင်းနိုင်သေးတဲ့လေဝတ်စမ်းကျင်မှုတွေနဲ့ပတ်သက်တဲ့ရှိုးမှာတော့မှပါဝင်ခဲ့ပေမဲ့အချင်းကြီးဖြစ်ခဲ့ရပါတယ်ဒါပေမဲ့လည်းတနည်းကြအောင်ရှာဖွေပြီးတဲ့နောက်မှာတော့ဒူဘာကင် မက်ကလက်မလျှော့ဘဲနဲ့သူသားကိုဆက်လက်ရှာခဲ့တယ်16လကြာတဲ့အခါမှာတော့ပထမဆုံးအစင်မှန်သဲလွန်စားကိုနောက်ဆုံးမှသူတွေ့ရှိခဲ့တယ်အဲ့ဒါကတော့ look never ရေကန်ကမ်းပါတလျှောက်ချုံပုတ်တည်းရဲ့ကြားမှာ တစိတပိုင်းဖုံးကွယ်ထားတဲ့ဖင်နီရဲ့ချိုးပွေပဲဖြစ်ပါတယ်။မတ်က အထဲမှာဘာလို့ပါလဲဆိုတာကိုအတိအကျထုတ်ဖို့မပြောခဲ့ပေမဲ့ဒီအေဂျောင်ဖင်ကရေကန်ကိုဖြတ်ပြီးဖြက်လန်းယူဖို့ကြိုးစားရင်းကနေမတော်တဆရင်းနှီးသေးဆုံးသွားခဲ့တာဖြစ်နိုင်တယ်လို့သူနဲ့သူမိသားစုကယုံကြည်ဖို့အကြောင်းပြချက်ပေးခဲ့ပါတယ်။ဒါကြောင့်နောက်တဲ့လာနေငယ်ကြောင်ယူလန်းကိုရှာဖွေပြီးတဲ့နောက်ဖင်နာတကယ်ပဲဆုံးရှုံးသွားပြီဆိုတဲ့အဖြစ်မှန်ကိုလက်ခံပြီးရှာဖွေမှုကိုရပ်တန့်မှုခက်ခဲတဲ့ဆုံးဖြတ်ချက်ကိုချခဲ့ရတယ်။သို့တော်လည်းအင်တာနက်ပေါ်ကလူများစုကတော့ ကျွမ်းကျင်တဲ့ရှင်သန်ရက်ဒီရီသမားတို့ဟာဘာလို့အဲ့ဒီလိုတွေ့ကြုံမရှိသူတွေလှုပ်တဲ့မောင်းရင်မှုမျိုးကိုလုံမလဲဆိုတဲ့မေးခွန်းတွေထုတ်ခဲ့ကြတယ်။သူအရေကံကိုဖျက်ချော်ပြီးနောက်ထပ်မိုင်ပေါင်းများစွာခီးဆက်ရအောင်မှဖြစ်တဲ့အတွက်ဘာလို့အန်ရကြီးတဲ့လမ်းကိုရွေးချင်မလဲဆိုတာကိုနားမလည်နိုင်ခဲ့ကြပါဘူး။ဒီတန်တရားတွေကသူရဲ့လျှို့ဝှက်ဆန်းကျင်တဲ့ပျောက်ဆုံးမှုကိုရှင်းပြဖို့ကြိုးစားတဲ့အခြား theory များစွာကိုဖြစ်ပေါ်စေခဲ့ပါတယ်။ဒီ theory တွေကဖန်နာသူရဲ့သိဆုံးမှုကိုတွေ့ရအောင်လုပ်ပြီးတော့ဘဝတည်တခုကိုတည်ဆောက်ဖို့လုပ်ခဲ့တယ်ဆိုရဲ့ ရိုးရှင်းတဲ့မန်းစားချက်ကနေစလို့အကြအလုံးကိုဆုံးသက်ဖို့ရွေချက်ရှိရေကန်လေးကိုဆင်းသွားတယ်ဆိုတဲ့ဇသိန်းဒဝေယသီအိုရီဒီအထိအမျိုးမျိုးရှိခဲ့ပါတယ်။ကံမကောင်းစွာနဲ့ဒီသီအိုရီတွေကဘယ်တစ်ခုကမှအတည်ပြုဖို့ဓမ္မမုံညင်းဆိုဖို့အတွက်လုံလောက်တဲ့သက်သေအထောက်အထားမရှိသေးပါဘူး။ဖိန်ပါဖြစ်သွားလဲဆိုတာကတော့ဒီနေ့အထိလေဝတ်ဆန်းကျင်မှုအဖြစ်ရှိနေသေးပါအင်ဂျူကရော့စ်က ကော်လိုရာဒို Grand Junction ကအသက်36နှစ်အရွယ် YouTuber တူဦးဖြစ်ပါတယ်။သူ့ရဲ့ channel ဖြစ်တဲ့ Desert Drifter Martin ရဲ့ဗီဒီယိုတွေကရှားပွေစူးစမ်းမှုနဲ့ရှင်အောင်သူရိဒနာရောစပ်ထားတယ်လို့ပြောလို့ရပါတယ်။လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကကြောင်းနေရင်ဒီကနေဒုတိယကမ္ဘာဆက်ကဆွန့်မြစ်ထားတဲ့ဂျာမန်တရုတ်အကူတွေအထိစိတ်ဝင်စားကြကောင်းတဲ့နေရာတိုင်းကိုသူကတော့ရောက်ပြီးတော့မှဗီဒီယိုရိုက်ကူးခဲ့ပါတယ်။ပညာပေးတာတွေရဲ့ပြင်သူ့ဗီဒီယိုတွေကအရေးသိမြင့်မားတဲ့ထုတ်လုပ်မှုကြောင့် ဆလီလာအတွင်းမှာ YouTube မှာပြည်သက်အများပြားကိုဆွဲဆောင်နိုင်ခဲ့ပါတယ်။အရေးကြီးဆုံးကတော့သူ့ရဲ့ကြည့်ရှုသူတွေကသူ့အကြောင်းအရာတွေကိုအရင်သဘောကျပြီးတော့မှနောက်ထပ်ဗီဒီယိုအသစ်ကိုဆက်အားထက်သန်စွာနဲ့စောင့်မြောခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့2025ခုနှစ်ဇန်နဝါရီလမှာနောက်ဆုံးဗီဒီယိုတင်ပြီးတဲ့နောက် Andrew က YouTube ရဲ့ဗီဒီယိုတင်တာကိုရက်လိုက်ပါတယ်။တချို့ကတော့ခဏနားတာပဲဖြစ်မယ်လို့ယူဆခဲ့ပြီးတော့တချို့ကတော့နောက်ထပ်ဗီဒီယိုအတွက်အချိန်ပိုယူနေတာဖြစ်လိမ့်မယ်လို့တွေးကြတယ်။ Free Fire လာနေရနေမှလားကြည့်ရှုသူတွေက အင်ဒရူးရဲ့ဇနီးပြသူအီဗလင်စီကနေအမှန်တရားကိုသိခဲ့ကြပြီးတော့အဲ့ဒီတဲ့ရင်ကပရိသတ်တွေထင်ထားတာတဲ့ပူဆိုးရသွားခဲ့ပါတယ်။အင်ဒရူးကဆိုးရတဲ့ကားမတော်တဆမှုဂျုံတွေ့ခဲ့ရတာဖြစ်ပါတယ်။2025ခုနှစ်ဇန်နဝါရီ31ရက်နေ့ကယူတာပြည်နယ် Bears Ears National Monument အကြောင်းဗီဒီယိုရိုက်ပြီးတော့မှ Grand Junction ကိုပြန်လာနေလို့မှ Factory နဲ့ North Avenue လမ်းစုံမှာမိပိုင်ပြီးလို့ရက်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာထိန်းချုပ်မှုလွတ်ထွက်လာတဲ့ကားတစ်စီးက အရှိပြင်းနဲ့အင်ဒရီရဲ့ကားကိုနောက်ကနေဝင်တိုက်ခဲ့ပြီးတော့ကားမောက်သွားပြီးပြင်းထန်တဲ့အုံနောက်ထံရရှိခဲ့တယ်။သူ့ကိုကြကြင်းအနည်းဆုံးဆေးရုံကိုပို့ဆောင်ခဲ့ပြီးမှအရင်နောက်ကျနေခဲ့ပါတယ်။သူဟာတလားကြောကြာအထူးကျမှတ်ကုသဆောင် ICU မှာရှိနေခဲ့ရပြီးတော့အသက်ကယ်ဆယ်တထားခဲ့ရပါတယ်။ဒီကာလအတွင်းမှာအင်ဒရူးကသူ့ထံရတွေကနေတေချာပေါက်ပြန်မသက်သာနိုင်တော့ဘူးဆိုတာကိုရှင်းရှင်းလင်းလင်းသိသာလာခဲ့ပါတယ်။ဒါကြောင့်မလ၄ရက်နေ့မနေ့ဆယ်နိုင်မိနစ်50လောက်မှာသူမိသားစုကသူ့ကိုနားဝေးပေးဖို့နဲ့ အသက်ငယ်ဇာကူဖြုတ်ဖို့ဆိုတဲ့အခက်အခဲတွေဆုံးဖြတ်ချက်ကိုချခဲ့ကြပါတယ်။ဒီတရင်ရမကြသိမိကမှသူရဲ့နောက်တဲ့ဗီဒီယိုတစ်ခုဖြော်ရွှင်စွာနဲ့စောင့်မျှော်နေခဲ့တဲ့ပြည်သက်သိမ်းပေါင်းများစွာအတွက်ထိတ်လန့်စရာဖြစ်ခဲ့ရတယ်။ဒီပြည်သက်တွေကစီးလုံးညီညွတ်စွာနဲ့အင်ဂျူရီယမီသားစုအတွက်လိုအပ်တဲ့အချိန်မှာဒေါ်လာ9သိန်း4000နဲ့4000ကျော်ကိုလည်းရန်ပုံငွေရှာဖွေပေးခဲ့ကြတယ်။ကာတမ်မှုအတွက်တာဝန်ရှိသူဖြစ်တဲ့ Ragnar Nicholas Christel ဆိုသူကတော့ရက်20အကြာ Fevaler 21ရက်နေ့မှာဖမ်းဆီးခဲ့ပြီးနောက်ပိုင်းမှာရင်မောင်းသူက လူသေးဆုံးမှုနဲ့အရက်တော့ပြီးမောင်းနှင်မှုဆွဲချက်တွေနဲ့တရားစွဲဆိုခံခဲ့ရပါတယ်။ဒီစာကိုရေးသားနေခြင်းတိတော့သူကအပြစ်ပေးခံမှုစောင့်ဆိုင်းနေစေပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့ channel လေးကိုကြည့်ရှုနားဆင်ပြီးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။နောက်ထပ်လည်းအကြောင်းအရာကောင်းတွေနဲ့ဆက်လာခဲ့ပါဦးမယ်။ဆောင်မြော်ပေးကြပါဦးခင်ဗျာ။